တရုတ်မှာဧပြီလ13ရက်နေ့လယ်ပိုင်းကလျိုနင်းဆန်ဟိုင်းစက်မှုပြပွဲခန်းမှာကားပြပွဲပြီးဆုံးကနေအချိန် Huawei Edo M7 Pro Galaxy ဟာထိမ့်ချုပ်မှုလွတ်သွားခဲ့ပါတယ်။ကားဟာအနီးကကားလေးစီးကိုတိုက်မိပြီးလူတွေဟာကြောက်လန့်ကြထွက်ပြေးရှောင်တိမ်ကြရပါတယ်။တရုတ်နိုင်ငံသားတယောက်ဒဏ်ရာရပြီးကားလေးစီးလုံးပြင်းထန်စွာပျက်စီးသွားပါတယ်။ဒီဖြစ်စဉ်ပြီးမှ Huawei ကထုတ်ပြန်ချက်ထုတ်ပြီး ဒီကားကပြပွဲမတော်တဆဆက်နှိုးမိလို့ဖြစ်တယ်လို့ရှင်းပြပါဗျ။ဟာဝေးကုမ္ပဏီကခပတ်မပတ်ထားတဲ့ဒရိုင်ဘာကရုတ်တရက်စတီယာလှည့်လိုက်တာကြောင့်အလိုလျောက်အရေးပေါ်ဘရိတ်စနစ်လုံးမလုပ်တော့တာလို့လည်းဖြစ်ဆွက်ပြောပါဗျ။အွန်လိုင်းမှာတော့လူတွေကဟာဝေးရဲ့ဖြည့်ရှင်းချက်ကိုဝေဖန်နေကြပါဗျ။ CCTV ကြည့်တဲ့အခါကားရဲ့အချိန်ကအစကတည်းကနည်းနေတာကိုတွေ့ရပါဗျ။အရင်သတင်းစာရှင်းလင်းပွဲမှာဟွာဝေးဒုတိယဥက္ကဋ္ဌဒီကားရဲ့ full sense ဒီပညာက ဘရိတ်နဲ့အချိန်ကိုမှားနေမိရင်တော့ကားကိုရက်နိုင်တယ်လို့ဂုံယူစွာပြောခဲ့ပေမဲ့တကယ်ဖြစ်ရကဒီအာမခံချက်ကိုစန့်ကျင်နေပါဗျ။ခပတ်မပတ်ရင်အလိုလျောက်ဘရိတ်အလုံးမလုပ်ဘူးဆိုတဲ့အကြောင်းပြချက်ကိုလည်းလူတွေကလက်မခံကြပါဘူး။ကားအများစုက driver ခပတ်မပတ်ရင် ကားကို engine ကို ပိတ်တတ်ကြပါဗျ။ steer လှည့်လိုက်တာကြောင့် brace နဲ့အလုံးမလုပ်တော့ဘူးဆိုတဲ့အကြောင်းပြချက်ကိုလည်းတန်တရားရှိကြပါတယ်။ကားထိန်းထုတ်မှုလွတ်သွားရင် driver တွေက steer လှည့်ဖို့လိုအပ်တတ်ပါတယ်။ ဒီဖြစ်စဉ်နဲ့မတူတဲ့အခြားဖြစ်စဉ်တစ်ခုမှာတော့လျှက်စစ်ကားတင်နေတဲ့ကုန်တင်ကားတစ်စီးမိလောင်ပြီးကားစီးရများသွားပျက်စီးသွားပါတယ်။တွဲကားဒရိုက်ဘာကအန်ဒီယေရှိပေမဲ့ကားနဲ့ငယ်ကို မီးနှိမ်မှုကြိုးစားခဲ့ပေမဲ့ကားတွေကချိန်နေပြီးမီးကများလာတာကြောင့်လက်လျှော့လိုက်ရပါတယ်။အခြားဖြစ်စဉ်တစ်ခုမှာတော့ BYD Sloan ကားတစ်စီးဟာကုန်တင်ကားကြီးတစ်စီးနဲ့တိုက်မိပြီးကားရှေ့ပိုင်းပျက်စီးကကုန်တင်ကားမှာညက်သွားပါတယ်။ခဏနေတော့ BYD ကားကမီးခိုးတွေထွက်လာပြီး ုန်တင်ကားဒရိုက်ဘာကအားလုံးမီးလောင်သွားပြီးရဲကိုဖုံးခေါ်ပါပေါက်ကွဲနိုင်တယ်လို့ကြောက်လန့်တကြားအော်ဟစ်နေပါတယ်။မကြခင်မှာပဲ BYD ကားကမီးလောင်ပြီးပေါက်ကွဲသွားကကားနှစ်စီးလုံးအကျွမ်းကျန်မရှိပျက်စီးသွားပါတယ်။တချို့သုံးဆွဲသူတွေကဒီဖြစ်စဉ်ကိုဗီဒီယိုရိုက်ကူးပြီး online တင်တဲ့အခါ NIO လျှက်စစ်ကားဖြစ်နေတာကိုသတိထားမိပါတယ်။လူတွေက ABC ပီလာတွေအားလုံးမီးလောင်သွားပြီလား။ Ultra High Strength Steel သုံးထားတယ်ဆိုတာဘလို့ဖြစ်တာလဲ။ ကားလုဒါ10နှစ်ကြာပြီးနောက်အယုတ်ကားလေးတစ်စီးလိုဖြစ်နေပြီလို့လောင်ပြောင်ကြပါတယ်။တရုတ်ပြည်ရင်းထုတ်ကုမ္ပဏီတွေဖြစ်တဲ့ Huawei နဲ့ Cherry ပူးပေါင်းထုတ်လုပ်တဲ့ပထမဆုံး Sedan Saf ဖြစ်တဲ့ Lexus R7 ဟာတလကိုကားစီးရေ1000ကျော်ရောင်းရပြီးလူကြိုက်များလာပြီးမယ်။ကားပိုင်ရှင်တွေရဲ့မကျေနပ်ချက်တွေလည်းများလာပါတယ်။ Lexus R7 ပိုင်ရှင်တယောက်ကဒီကားကိုကြည့်စမ်းပါ။ Cherry Sound R7 ကအမြဲကြွားလုံးထုတ်နေပြီးအနောက်ဘက်အဖုံတောင်ပွင့်သွားဘူး။ ဒါမျိုးပြဿနာကားတိုင်းမှာဖြစ်တာလား Toyota စံနှုန်းတွေနဲ့ဆို တရုတ်ကားအလုံး ကောဘတ်ပြန်ခေါ်ရမှာပဲလို့ဝေဖန်ပါတယ်တရုတ်ကားလုပ်ငန်းလုတ်ကိုင်းသူတို့ကဒါက EV တွေရဲ့အခြေအနေပါပဲမနေ့ကပဲမိုးကရေဖြစ်ရင်လက်ချောင်းတွေညက်ပြီးအယိုးကျတော့မှာပါအာသုံးပြီးဆွဲမှလွတ်သွားတာလို့သူ့ရဲ့လက်အခြေအနေပြရင်ပြောပါတယ် April 12ရက်မှာ Transy ပြီးနေ Rongshu မြို့မှာ EV မီးလောင်မှုကြီးဖြစ်ပြီး တလန်းလုံးပျက်စီးသွားပါတယ်။ဧပြီလ12ရက်နနက်ဆော့ဆော့မှာအိမ်ကြီးချင်းရဲ့ BYD အားသွင်းနေတုန်းပောက်ကွဲတန်ကြပြီးကျွန်တော်အိမ်ထဲမှာမိခိုးတွေဝင်လာတယ်။10မိနစ်အတွင်းအိမ်ပျက်စီးသွားတယ်။တနှစ်ရွယ်ကလေးပါဝင်မိသားစု9ယောက်ဒုတိယတက်ကနေခုံဆင်းပြေးခဲ့ရတယ်လို့ရေးသားခဲ့ပေမဲ့မိသက်ဌာနက EV နဲ့မဆိုင်ဘူးလို့ညင်းဆိုပါတယ်။ Xiaomi Su 7ကလည်း Smart Mount နဲ့စနစ်သုံးပြီးစီးနင်းသူကြောင်းသူ3ဦးသေဆုံးတယ်မတော်တဆဖြစ်ပြီးနောက်အာယုံစိုက်ခံခဲ့ရပါတယ်။ အသုံးပြုသူတို့ကဆုဆဲပဲမတော်တဆမှုတွေက나이ပိုင်းတွင်အရှင်းပြောက်သွားတဲ့။ဒါပေမဲ့တစ်ပင်တွေလမ်းခွဲတိုင်းတွေရေမြောင်းတွေမှာပျက်စီးနေတဲ့ကားကျွင်းကြံတွေကိုတွေ့ရနေတုန်းပဲလို့မှတ်ချက်ပြုပါရစေ။တရုတ်နိုင်ငံကွမ်တုံးပြည်နယ်ချွန်ချီအာဘာမြို့မှာဧပြီလ9ရက်ကဖြစ်ပွားခဲ့တဲ့မတော်တဆမှုမှာရှောင်းမီဆု7တစီဟာစန့်ကျင်ဘက်လမ်းကြောင်းကလျှက်စစ်စပိန်နဲ့တိုက်မိပြီးစပိန်စီသူနှစ်ဦးအသက်ဆုံးရှုံးကဆု7ကိုယ်တိုင်လည်းမီးလောင်ပျက်စီးသွားပါရစေ။ ဒရိုင်ဘာကထွက်ပြေးသွားပေမဲ့နောက်ပိုင်းမှာသူ့ဘာသာပြန်လာခဲ့ပါတယ်။ရှောင်းမီကတော့မီးလောင်မှုကိုစပိန်ဘက်ထရီကစတင်တာလို့ဆိုပါတယ်။ဒါပေမဲ့ဖြစ်ရမှန်ကို ဖြတ်သွားတဲ့ကားပိုင်ရှင်တဦးရဲ့ဗီဒီယိုမှတ်တမ်းကရှောင်းမီရဲ့ပြောဆိုချက်ကိုချက်ချင်းဆန့်ကျင်လိုက်ပါတယ်။ဗီဒီယိုမှာရှေ့ပိုင်းအကြီးအကျယ်ခြိုက်ဝင်နေတဲ့ရှောင်းမီ Su7 အဖြူရောင်ကားနဲ့ဘိန်းအောင်ညက်နေတဲ့လျှက်စစ်စပိန်ကိုတွေ့ရပါတယ်။ Su7 ရောစပိန်မှာပါမီးလောင်တဲ့လက္ခဏာလုံးဝမတွေ့ရပါဘူး။ ရှောင်းမီဆူဆဲဘန်ကအချိန်ပြင်းပြင်းနဲ့မောင်းနေတာဖြစ်ပါမယ်။ဒါကြောင့်လူငယ်နှစ်ယောက်ကို စပိန်ကနေလွင့်ဆင်စေတာပါ။စပိန်ဘက်ထရီကြောင့်မီးလောင်လာဆိုရင် တိုက်ပြီးချက်ချင်းဖြစ်မှာပါ။ရှောင်းမီရဲ့ရှင်းလင်းချက်ကယုံရခတ်နေပါပြီလို့ကားပိုင်ရှင်ကမှတ်ချက်ပြုပါရယ်။တန်းနဲ့ချီ follower ရှိသူ blogger ရှန်ရှန်ကိုရှောင်းမီက Zika 007နဲ့ Su 7ကိုနှိုင်းရှင်တဲ့ဗီဒီယိုအတွက်တရားစွဲခဲ့ပါရယ်။ ရှမ်းရှမ်းကတောင်းပန်ပေမဲ့ရှောင်းမီကတရားစွဲမှုဆက်လုပ်ပြီးဇန်နဝါရီလမှာဖမ်းဆီးခံရကဗီဒီယိုဖျက်သိမ်းခံရပါတယ်။အသုံးပြုသူတွေကရှမ်းရှမ်းရဲ့ဗီဒီယိုကကျောင်းသူတွေတည်ဆုံရတဲ့အကြောင်းကိုကြော်တင်ဟော့ကင်းထုတ်တယ်လို့ဖြစ်နေတယ်လို့ဆိုကြပါတယ်။ရှောင်းမီ Su7 တိုက်မှုဖြစ်ပြီးနောက်ကားကရှတ်ဒေါင်းကျသွားပါတယ်။ညာဘက်ရှေ့ပိုင်းမှာသေးငယ်တဲ့ဘက်ထရီချိန်ဝင်သွားပြီးပြဿနာကြီးဖြစ်သွားပါတယ်။တကားတွေလည်းမပွင့်တော့ဘူး။ရှောင်းမီရဲ့တကားလက်ကင်တွေက electronic စနစ်နဲ့သာအလုပ်လုပ်ပါတယ်။ စပိုင်းဆိုင်ရာအရန်စနစ်မရှိပါဘူး။ဘက်ထရီပြတ်ရင်တကားတော့ဖွင့်ထားရင်တောင်ပိတ်နေမှာပါလို့ကျွမ်းကျင်သူတို့ကရှင်းပြပါဗျ။ရှမ်းရှမ်းကကားကိုဖြုတ်ပြီးရှောင်းမီကားဘက်ထရီပြည့်စည်ရတဲ့အကြောင်းကိုပါထက်ရှင်းပါဗျ။ဇီကာကရိုးရိုး CPD ဒီဇိုင်းသုံးထားပြီးဘက်ထရီကိုခြာစီရဲထည့်ထားပါဗျ။ရှောင်းမီက CTC ဒီဇိုင်းသုံးထားတယ်။ဘက်ထရီကိုကားကြမ်းမြင်ဖြစ်သုံးထားတာကြောင့်ထိခိုက်လွယ်တယ်လို့သူကဆက်ပြောပါဗျ။ အသုံးပြုသူတွေကအစိမ့်မြစ်မှတ်မောင်းနေစနစ်ရဲ့အာမခံချက်တွေကိုဝေဖန်ကြပြီး Tesla ရဲ့ CDC နဲ့နှိုင်းယှဉ်ကစွမ်းရည်မမီရင်ခရီးသည်တွေအောက်မှာဘက်ထရီထည့်ထားတဲ့ကားတွေကမီးလောင်မှုမကြခဏဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။ဒီလိုကားတွေမှာတိုက်ခိုက်မှုကာကွယ်ရေးစနစ်အားနည်းနေတာကို လူတွေကမေးခွန်းထုတ်နေကြပါတယ်။တချို့ကလည်း Xiaomi ကဘလော့ဂါရဲ့သတိပေးချက်တွေကိုကြိုတင်ဂရုစိုက်ခဲ့ရင်ចောင်းသူ၃ဦးသေဆုံးရတယ်မတော်တဆမှုမဖြစ်ခဲ့ဘူးလို့ဝေဖန်ကြပါတယ်။ ဝေဖန်မှုတွေကိုဖိနှိပ်မဲ့စားဤပညာတိုးတက်အောင်အာယုံစိုက်တင်တယ်လို့အကြံပြုကြပါတယ်။အလားတူဖြစ်ရမှာ Dragon Brother လို့အမည်ရတဲ့ online ပြင်ဆင်ရေးကျွမ်းကျင်သူတူဟာကားကုမ္ပဏီ၃ခုကနေတရားစွဲခံနေရပါတယ်။ကျွန်တော်ကားကုမ္ပဏီတစ်ခုကနေတရားစွဲခံရပြီးခေါ်စစ်ဆေးခံရပါတယ်။ပြည်ရင်းထုတ် EV တွေပြင်ရတာအန္တရာယ်များတဲ့အလုပ်ပါ။သူတို့မကြိုက်တာလေးပြောမိရင်ချက်ချင်းတရားစွဲတော့တာပါပဲ။ဒီကတတရမြောက်တရားစွဲဆိုမှုပါလို့သူကပြောပါတယ်။ 2021ခုနှစ်ကုန်ပိုင်းမှာ BYD က Clean Up Action ဆိုတဲ့လှုပ်ရှားမှုစတင်ခဲ့ပါတယ်။ကုမ္ပဏီအကြောင်း online မှာမကောင်းပြောသူတွေကိုရွံ၅သန်းထိရော်ကြေးတောင်းနိုင်တယ်လို့ချိန်ချောက်ထားပါတယ်။ BYD ရဲ့ PR Manager Leon Fine ကလွန်ခဲ့တဲ့နှစ်နှစ်အတွင်းအကောင့်အနက်20နီးပါးကိုတရားစွဲပြီးပါပြီ။အခု30ကျော်ကိုစောင့်ကြည့်နေတယ်။မကောင်းပြောမှုတွေကိုခွင့်မလွတ်ဘူးလို့ပြောကြားခဲ့ပါတယ်။ BYD ကမကောင်းပြောမှုတွေကိုတိုက်ဖြတ်ဖို့ အထူးဌာနတစ်ခုတောင်ဖွဲ့ထားပြီးရွမ်း၅သန်းအထိစုငွေကြီးမြင့်ပါတယ်။ဒီလိုနီလန်းတွေကိုလူများစွာကဝေဖန်နေကြပြီးကုမ္ပဏီတွေရဲ့လုပ်ရက်တွေကအစိုးရရဲ့ဖိနှိပ်ရေးနီလန်းတွေနဲ့တူနေပါတယ်။လူမှုထင်မြင်ချက်ကိုလှည့်စားပြီးမကောင်းတဲ့သတင်းတွေကိုဖုံးကွယ်နေပါတယ်လို့တရုတ်ကလူတွေကပြောဆိုနေကြပါတယ်။ဟာဝေးကလည်းမီးလောင်သွားတဲ့ကားဘာဖြစ်တယ်ဆိုတာကိုကြီးကွယ်မပေးဘဲဖုံးကွယ်နေပါတယ်။ ဝူဟန်မှာဖြစ်ခဲ့တဲ့ကားမှာဝင်ရိုးကျိုးတာဖြစ်နိုင်ပါတယ်လို့တရုတ်အင်တာနက်အသုံးပြုသူတချို့ကအမှတ်ချက်ပြုကြပါတယ်။ Beijing Automotive Group ရဲ့ Arc Fox ကားတစီမီးလောင်နေဖြစ်စင်မှာတော့စိတ်မကောင်းစရာအခြေအနေတွေ့ခဲ့ရပါတယ်။ကားပိုင်ရှင် Miss Wong ကဆိုင်ကလူတွေလာပြီးဘာမှမေးမြန်းတိုင်ပင်ခြင်းမရှိဘဲကားရဲ့အမှတ်တံဆိပ်တွေကိုရှေ့နောက်ဘိန်းတွေကနေစောင့်နေဖြုတ်ပစ်ပါတယ်။ဒါကစားသုံးသူတွေကိုဆက်ဆံတဲ့ပုံစံလားလို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။မိတ္တညိမ့်မိညိမ့်တက်ပြီးနောက် အက်ဖောက်စ်ဝန်ထမ်းတွေကကားတစ်စီးလုံးကို အမဲရောင်အကာအုံနဲ့လုံးဝဖုံးအုပ်လိုက်တာကိုတွေ့ရပါတယ်။ထင်ရှားတဲ့ YouTuber တဦးကမကြာခဏဖြစ်ပွားနေတဲ့မတော်တဆမှုတွေအပြီးမှာတော့တချို့ကတရုတ်ကားထုတ်လုပ်သူတွေကိုခွင့်လွှတ်ဖို့တောင်းဆိုနေကြောင်းဖော်ပြခဲ့ပါတယ်။ဒီလျက်စစ်ကားကုမ္ပဏီတွေဟာနိုင်ငံရေးဝါဒဖြန့်ချီရေးနီလန်းတွေကိုအတုယူပြီးအလွန်ကြုံအခိုင်အမာ ပြောဆိုမှုတွေအမျိုးသားရေးစိတ်ဓာတ်နဲ့စိတ်ခံစားမှုဆိုင်ရာစကားလုံးတွေတုံးက customer loyalty ရှိဖို့ပုံဖော်နေတယ်လို့သူကဆိုပါတယ်။ ကားထုတ်လုပ်သူတွေရဲ့အတီမပြုတ်ရသေးတဲ့ကြွားဝါမှုတွေတာဝန်ကိုရှောင်ရှားမှုနဲ့အမှားဝင်မခံကျင်တဲ့အပြုတ်မှုတွေရှိပေမဲ့ပြည်ရင်းကားတွေကိုထောက်ခံသူတွေကစိတ်အားထက်သန်သွားကာကွယ်နေကြပါတယ်ဗီဒီယိုတစ်ခုမှာ driver တူဟာခြေထောက်တွေကိုစတီယာရင်ပေါ်တင်ပြီးလှဲနေရင်းမောင်းရတာဘယ်လိုလဲအေးဆေးပါပဲနော်မျက်လုံးမှိတ်ပြီးအိတ်လို့ရတယ်လို့ပြောနေတာကိုတွေ့ရပါတယ်အခြား driver တူကလည်းခရီးတဲ့ခုံမှထိုင်ပြီးခုံမှပါတယ်နှိမ့်နေဆက်ကိုအပြေးဖွင့်တာ ကားရဲ့ smart mounting စနစ်ကိုအပြည့်အဝယုံကြည်နေပါတယ်။တချို့တရုတ်ကားပိုင်ရှင်တွေဆိုဇနီးတန်နဲ့အတူဆောင်တဲဝင်အရင်မောင်းနေကြတာတွေ့ရပြီးတချို့ကလည်းကလေးကိုခရီးသည်ခုံမှာထားပြီးကားနောက်ခုံမှာဖုန်းသုံးနေတာမျိုးတွေ့ရပါတယ်။ driver တဦးဆိုမျက်နှာကိုအုပ်ပြီးနှိမ့်နယ်ဆက်ဖွင့်ရင်မောင်းနေရအောင်တွေ့ရပါတယ်။ဒီထက်အန်ရယ်ပုံများတဲ့အပြုမူတွေအနေနဲ့ရှေ့မှန်ကိုဖုံးပြီးမမြင်ရတဲ့မောင်းနေကိုအသုံးပြနေတာမျိုးတွေလည်းတွေ့ရပါတယ်။ online သုံးဆွဲသူတွေက ဒီကားပိုင်ရှင်တွေကကားရဲ့ခံနိုင်ရည်ကိုယုံကြည်နေတာလားဒါမှမဟုတ်သူတို့ရဲ့ကံကောင်းမှုကိုယုံကြည်နေတာလားလို့မှတ်ချက်ပြုနေကြပါတယ်။ Huawei CEO ကကျွန်တော်တို့ရဲ့ညံရီတုမောင်းနေစနစ်က L3 စံနှုန်းနဲ့ပြုလုပ်ထားတာပါ။ L3 စံနှုန်းမှာဆိုရင် steering ကိုမကင်မဲ့အိတ်လို့ရပါတယ်။ညနေခင်းပြန်လာတဲ့အခါ impedance ပင်ပန်းနေတဲ့အချိန်မှာညံရီတုမောင်းနေမရှိရင်ဘယ်လိုမောင်းရမှန်းတော့မသိဘူးလို့ပြောကြခဲ့ပါတယ်။ ညာရီတုမောင်းနှိစနစ်ကိုလူသိများအောင်လုပ်ဖို့အတွက်စားသုံးသူတွေကို စိတ်ချရတယ်လို့အရင်ခံစားရအောင်လုပ်ဖို့လိုတယ်လို့လည်းသူကဆက်ပြောပါဗျ။ညာရီတုမောင်းနှိကလူမောင်းနာထက်ပိုစိတ်ချရပါဗျ။လူထက်ပိုမြန်ပြီးဘေးကင်းစွာခရီးသွားဖို့အတွက်အကောင်းဆုံးအကာအဝေးပါပဲလို့သူကအာမခံပြောကြားခဲ့ပါဗျ။ဒါကိုတတ်သိပြဖို့ BYD Dancer ဖောက်တယ်တွေကို အမှန်တကယ်လမ်းမပေါ်မှာစမ်းသပ်ကြည့်စေခဲ့ပါဗျ။ဒါပေမဲ့ရလက်ကတော့အိတ်မကောင်းလှပါဘူး။ ရှောင်းမီ CEO ကတော့သူတို့ရဲ့ဉာဏ်ရည်တုမောင်းနေစနစ်ဟာလုပ်ငန်းထဲမှာအသာဆုံးလို့ကြေညာခဲ့ပြီးကိုယ်တိုင်စမ်းသပ်ပြခဲ့ပါတယ်။၃နာရီလုံးလုံးဘာမှဝင်ပါစရာမလိုပဲအေးအေးဆေးဆေးမောင်းလို့ရတယ်လို့ရှောင်းမီကပြောပါတယ်။ဒါပေမဲ့ online သုံးဆွဲသူတွေကကုမ္ပဏီတွေရဲ့ပြောဆိုချက်တွေကိုလက်မခံကြပါဘူး။လျှက်စစ်ကားမီးလောင်တာတွေကိုကျွန်တော်တို့ယခုအခါဘလို့မှမခံစားနိုင်တော့ဘူး။ကုမ္ပဏီတွေက license ပြားကိုဖုံးပြီးမီးငှိမ့်တာကိုဆောင် ဒါမှမဟုတ်လုံးဝအကြောင်းမပြန်ပဲနေတတ်ကြပါရဲလို့တချို့သုံးဆွဲသူတွေကဝေဖန်ပါတယ်။တရုတ်ကားကုမ္ပဏီကဘက်ထရီကသူတို့ပစ္စည်းမဟုတ်ဘူးလို့အမြဲညင်းနေကြပါရဲ။ကားထဲမှာလူတွေလောင်ကျွမ်းသေဆုံးနေတဲ့အချိန်မှာအကြောင်းရင်းတွေကိုအချင်းချင်းလွှဲချနေတာကသေဆုံးသူတွေကိုလောင်ပြောင်နေတယ်လို့ပါပဲလို့အွန်လိုင်းမှာပြင်းပြင်းထန်ထန်ဝေဖန်မှုတွေရှိနေပါရဲ။တချို့သုံးဆွဲသူတွေကအစိုးရကလျှက်စစ်ကားကိုအားပေးတာကိုကျွန်တော်သဘောတူပါရဲ။ ဒါပေမဲ့အသက်အန္တရာယ်ရှိတဲ့ဘက်ထရီမီးလောင်မှုပြဿနာကိုကြော်ပြီးရေခဲတက်တာ TV နှိမ့်နယ်ခုံတွေလိုအပိုပစ္စည်းတွေထည့်လိုက်တာကတဲထဲမှာဓာတ်လီကတက်တယ်လို့မျိုးပါပဲလို့ဝေဖန်ပါတယ်ပြည်ရင်းထုတ်လျက်စက်ကားတွေကအချိန်မြင့်တင်ဖို့ပဲအာရုံစိုက်နေကြတယ်ကီလိုမီတာ၃ညမှ၁၀၀ကြားအချိန်မြင့်နိုင်မှုကိုအာရုံစိုက်နေပြီပဲဘက်ထရီတက်တန်းစွမ်းရင်တူလောင်မှုနဲ့ဘေးကင်းရေးကိုတော့လှစ်လျူရှုနေကြတယ်လို့ကားနည်းပညာနားလည်သူတူဦးကမှတ်ချက်ပြုပါတယ် တချို့ blogger တွေကပြည်ရင်းထုတ်ကားရဲ့ brake snick ကိုလည်းဝေဖန်နေကြပါတယ်။ပြည်ရင်းထုတ်ကားတစ်စီးရဲ့ brake ကို ဖြုတ်ကြည့်တဲ့အခါသေးငယ်တဲ့ brake ဖမ်းအပြားနဲ့ကြီးမားတဲ့ clipper တွဲထားတာကိုတွေ့ရပါတယ်။ brake အားမကောင်းတဲ့ဒီပြဿနာကိုအရင်ဖြေရှင်းတင်တာပါလို့သုံးဆွဲသူတို့ကဆိုပါတယ်။လူတွေကမီးလောင်နေတဲ့ကားတွေကနေအကူအညီတောင်းနေရတဲ့အချိန်မှာဒီလိုပြဿနာတွေကိုဘာလို့အရေးမထားကြတာလဲဆိုတော့စိတ်မကောင်းစရာအတန်တွေလဲ online မှာကြဲကြဲလောင်လောင်ကြားနေရပါတယ်။ ဗလော့ဂါတယောက်ကဆိုလျက်စစ်ကားရဲ့အချိန်မြင့်နိုင်စွမ်းကမြန်ပြီးဒီဇိုင်းလဲလှပြီမဲ့အဓိကအဖြစ်အမြန်နှုံးမြင့်ခြင်းတွေကိုမမောင်းမှုတဲ့လူငယ်စားသုံးသူတွေစီကိုဥတီရောင်းချနေတာကိုဝေဖန်ခဲ့ပါတယ်။အချိန်ပြင်းပြင်းနဲ့မြင်းကောင်ရင်များတဲ့ဒီကားတွေကိုလူငယ်အများစုက ထိန်းချုပ်ဖို့ခက်ခဲနိုင်ပါတယ်လို့သူကဆက်ပြောပါတယ်။ဒီဘလော့ဂါကတရုတ်ကားထုတ်လုပ်သူတွေဟာသူတေသနာနဲ့ဖွံ့ဖြိုးရေးမှာမှန်ကန်တဲ့အချက်တွေကိုအာရုံစိုက်နေပါသလားလို့မေးခွန်းထုတ်ခဲ့ပါတယ်။ တယောက်တော့မှတ်ချက်ပေးသူကကျွန်တော်ကဒီခေတ်ပေါ်ကားရဲ့နီးပညာပါရာမီတာတွေကို နားမလည်ဘူးဒါပေမဲ့လူသားရဲ့သဘာဝကိုတော့ယုံကြည်တယ်ကားဝယ်ရင်တက်စလာကိုပဲယူမယ်ဖုန်းထုတ်တဲ့ကုမ္ပဏီတွေထက်ဒုံးပြန်တိဆောက်သူတွေကိုပိုယုံတယ်လို့យေတာခဲ့ပါတယ်ဒီအချက်ကိုထောက်ပြရင် vlogger ကလျက်စစ်ကားလုပ်ငန်းရဲ့လက်ရှိဥတီချက်တွေကိုဇောဒကတက်ခဲ့ပါတယ်အားလုံးကအချိန်နဲ့ဒီဇိုင်းကိုပဲအာယုံဆိုင်နေကြပါတယ် ဒါပေမဲ့အရေးကြီးဆုံးဖြစ်တဲ့ဘေးကင်းရေးနဲ့ရေသွေးကိုဘာလို့ပို့ပြီးအာယုံမဆိုင်ကြတာလဲလို့သူကမေးခွန်းထုတ်ခဲ့ပါတယ်။တခြားသုံးဆဲသူတို့ကလည်းကျွန်တော်တို့လိုချင်တာကအန်ရယ်ကင်းပြီးယုံကြည်စိတ်ချရတဲ့ကားတွေပါ။မီးလောင်တာဗရိတ်မမိတာတွေဖြစ်နေသေးတဲ့ကားတွေကိုဘာလို့ဝယ်ချင်ရမှာလဲလို့ထပ်မံမှတ်ချက်ပြုခဲ့ပါသေးတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။